သူကတော့လေပြည်ဆိုတဲ့ကောင်လေးဖြစ်ပြီးတော့အချစ်စစ်နဲ့တွေ့တော့မှပြုံနိုင်မယ်လို့ယုံကြည်ထားသူဖြစ်ပါတယ်။လေပြည်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့နှွေဦးဆိုတဲ့ကောင်မလေးလည်းရှိပြီးတော့သူမကတော့ငယ်စဉ်ကလေးကမိဘတွေကွဲကွာသွားတာကိုမြင်တွေ့ဖို့သူမအချစ်ဆိုတာကိုမယုံကြည်ပါဘူး။လေပြည်ကနှွေဦးကိုတွေ့လိုက်ချင်းမှာပဲဘဝရဲ့အချစ်စစ်ကိုရှာတွေ့သွားပြီလို့ထင်မှတ်သွားခဲ့ပါတယ်။ဒါမဲ့နှွေဦးနဲ့တွေ့ပြီးရက်ပေါင်း190မြောက်မှာပဲလေပြည်ကအသေးခွင့်နေရပါပြီ။အကိုဖြစ်သူလေပြည်အသေးခွင့်နေတာကိုအခုမှစတိတ်ကြောင်းတက်နေတဲ့ညီမလေးဖြစ်သူကနှစ်သိမ့်ပေးနေရပါတယ်။ ညီမဖြစ်သူကဖြစ်ကြောင်းကုန်စင်ပြန်ပြောပြခိုင်းတယ်လို့လေဗီကလည်းသူတို့နှစ်ယောက်အရန်ပြောခဲ့ရတာတွေကနေစတင်လိုက်ပါတယ်ဒီလိုပြောပြီးပြောနေရတော့မှပဲနှွေဦးဘက်ကနေမတွေ့ရတော့အောင်ဆိုပြီးအဆက်အသွယ်ဖြတ်သွားခဲ့တာပါနှွေဦးနဲ့လေဗီတို့ကအလုံးမှခင်မင်ခဲ့ကြတာဖြစ်ပြီးတော့နှွေဦးကစာပြီးတော့အလုံးဝင်တဲ့နေ့မှာပဲလေဗီကချင်းမိသွားခဲ့တာဖြစ်ပါတယ်လေဗီကလက်ဆောင်စာအိတ်လေးတွေမှာကြပြားလူလူစာရိုလေးတွေရေးတဲ့လောက်တဲ့ကြာနေပြီဖြစ်တဲ့ဝန်ထမ်းဟောင်းဖြစ်ပါတယ် နေဦးကမိမလာလေးမို့ပုရိသားရဲ့ငံမမောကြပြီးတော့အယမ်းချီမိုးရဲဆိုပြီးနာမည်ကြီးသူဖြစ်ပါရင်ဒါပေမဲ့တရမှာတော့လေပြေတယောက်တည်းတလီကစီနေတော့မှာနေဦးရောက်လာပါရင်လေပြေနားထောင်နေတဲ့တချင်းကိုကြားပြီးတော့နေဦးကသူ့လဲကြိုက်ကြောင်ပြောကနှုတ်ဆက်သွားလို့ပျော်ရွှင်ရပါရင် နောက်ရက်ဒီမှာလေတခွန်းစာနှခွန်းစာပြောမိလာကြပြီးတော့တယောက်ကြောင်းတယောက်ပို့ပို့တိလာကြပါရင်ဒါမဲ့စိတ်ကူးရင်ဆန်တဲ့လေးပြီးကနေဦးကသူ့ကိုနှုတ်မဆက်နဲ့အလုဆင်းသွားတာကိုဒရာမာကင်းကဝမ်းနဲ့ပြနေပါရင်တကယ်ရင်ကလည်းစတောင်မစသေးတဲ့ဇလန်ကိုကိုဘာသာဖိတက်ပြီးတော့အဆုံးမီလုံနေလို့အမလို့အမရဖြစ်နေကြပါရင်ဒီလိုနဲ့အလောက်ကစီစဉ်ပေးတဲ့ပါတီဝဲတစ်ခုမှာတော့တကယ်ရင်ကလေးပြီးကိုအယောက်ပို့ပို့ကူညီပေးကြပါရင်နေဦးကိုရည်သားရှိလာလို့ကိုစားမေးပြလိုက်ပြီးနေဦးကလည်းမရှိဘူးလို့ပြန်ဖြေပါရင် လေဦးအားတစုံတူရဲ့ပိုင်ဆိုင်မှုတရားရုံးနဲ့ပဲတက်ဆိုင်နေဆိုတဲ့ချစ်သူရည်စားဆိုတာတွေကိုလည်းမကြိုက်ကြောင်းတခါလေးပြောလိုက်ပါရီဖွင့်မပြောရတဲ့လေပြေစာတငယ်ရင်းတွေကပဲနေဦးကိုလေပြေကြိုက်နေကြောင်းဖွင့်ပြောပြလိုက်ကြပါရီနောက်ရက်အလုံမှာမဲတူကူနေတော့မှာနေဦးကမပြောမစုံနဲ့သူ့ကိုနန်းသွားတာကြောင်းလေပြေကလည်းချစ်သူဖြစ်ပြီးထင်သွားပါရီဒီလိုနဲ့59ရဲ့မြောင်းလေးကိုရောက်လာပြီးတော့လေပြေလည်းဒီမြို့မှာသူ့ကြိုက်ဆုံးဖြစ်တဲ့နေရာလေးစီကိုနေဦးကိုခေါ်လာခဲ့ပါရီစကားရီအများကြီးပြောပြခဲ့ကြပြီးတရားကိုရဲ့မြောင်းနေမှာတော့နေဦးအိမ်ကိုလေလိုက်လန်နေတဲ့အထိဆက်ဆံရေးကအဆင်ပြေနေပြီဖြစ်ပါရီတခြားဘယ်သူမှမသိတဲ့နေဦးရဲ့အကြောင်းလေးကိုသိလာရတာကြောင့်လေပြေလည်းသူ့ကိုသူ special ်းလို့ထင်မြင်လာခဲ့ပါရီဒါမဲ့လို့တရားဝင်ချစ်သူမဖြစ်သေးတာကြောင့်ဒေတော့ပွင့်ကြစီရမကောင်းလွန်လာပါဘူးဖွဲ့မပြောရတဲ့အတွက်ကြောင့်ဘဲရီအများကြီးထားဦးတဲ့ညီမလေးဖြစ်သူထမ်းမှာပဲအကြံဉာဏ်တောင်းယူလိုက်ရပါရီညီမဖြစ်သူရဲ့မူတည်ပေးမှုကြောင့်သူတို့နှစ်ယောက်ဆက်ဆံရေးကဘာလဲဆိုပြီးတည်မီးလိုက်ပါရီနေဦးကတော့သူကိုယ်တိုင်လည်းဘာမှမသိဘဲနဲ့အနားမှာရှိနေရင်ပြောရဲလို့သာပြန်ဖြေခဲ့ပါရီလေဗီယာလည်းသူနားမှာပြောနေတဲ့နေဦးကိုကြည့်ပြီးဘာမှစမမီးရတတာကြောင့်ဒီတိုင်းပဲထားလိုက်ပါရီဒီလိုနေပဲ159ရမြောက်ကိုရောက်ရှိလာချိန်မှာတော့လေဗီကနေဦးကိုအတော်ကြီးကိုချင်းမိလို့နေခဲ့ပါပြီနေဦးရဲ့ပြုံးချူချူလေးတွေနှက်မောင်းနေတဲ့ဆန်တွေနဲ့ခြေတော်လေးတွေကအဆဆွဲလန်းနေ င်မိပြီးဖြစ်ပါရီစကားမပြောခင်မှာနှုတ်ခမ်းတက်တာလေးဒီအသေးပုံစံအမှတ်ကလေးကိုပါမျက်စီတွေကထုတ်မရအောင်ဆွဲလန်းနေခဲ့ပြီးဖြစ်ပါရီတရက်ဘာမှထိုင်နေတဲ့ဘဲဝေကနှွေးကိုဖွင့်လာကြောင်ပါရီနှွေးကညင်လိုက်တော့တစ်ဖက်ကကောင်းလဲမှွန်သွားပြီးတော့လေပြည့်ကိုပြဿနာပလိမ့်မာတော့ရီသူ့ဘာရဲ့မဟုတ်တဲ့ကောင်းလို့လာပြောလို့လေပြည့်ကလည်းဆွဲထိုးလိုက်ပြီးမြေသူသားခံလိုက်ရပါရီ အထုခံရရလို့ပုံနေတော့မှာနေဦးကပါရံဖြစ်အောင်လားဆိုပြီးစူနေလို့နှစ်ယောက်သားရံဖြစ်ကြပါရည်သူတို့ကတငယ်ချင်းနေမလို့အခုလိုလုံးစရာမလိုဘူးလို့ပြောလိုက်ချိန်မှာတော့လေပြေလေလုံးဝစိတ်တူသွားပြီးအိမ်ကိုပြန်သွားပါရည်နှစ်ယောက်လုံးကဖုန်းခေါ်မလားဆိုတဲ့စိတ်နဲ့ကိုကြီးစောင့်နေကြပြီးဘယ်သူကမှစာပြီးတော့မဆက်ကြပါဘူးဒီလိုနဲ့ပဲညလေလောက်ရောက်တဲ့ချိန်မှာတော့သူ့မအိုတီတဲ့နေဦးကလေပြေအိမ်ထိရောက်လာပြီးတော့တောင်းမှန်လိုက်ပါရည်182ရဲ့မြောင်းနေမှာတော့နေဦးဘက်ကနေအတီးမတွဲချင်ဘူးလို့ပြောလာပြီးအခုလိုဆက်ဆံရမျိုးနဲ့အဆင်ပြေနိုင်လားဆိုပြီးတော့ချင်းချင်းနာနာမိခဲ့ပါရည်နှစ်ယောက်လုံးပြုံနေရတာမလို့လေပြေကလည်းအဆင်ပြေပါရည်ဆိုပြီး friend zone ထဲမှာပဲဆက် နေလိုက်ပါရီဒီလိုနဲ့ဇလန်းအစဖြစ်တဲ့ရက်ညကိုကြီးရဲ့မြောင်းနေမှာတော့ရုတ်တရက်ဆိုလိုရင်နေဦးဘက်ကနေဆက်ဖြစ်လိုက်ဖို့ပြောတာပါရီချက်ချင်းကြီးတာမလို့ပဲနေကြမယ်ဆိုတဲ့အကြောင်းကြောင့်လေးပြေခင်ဗျာပကန်လေးကိုရိုက်ခွဲပြီးတော့အသေးကွေးနေပါရီတောရတောရဲ့မြောင်းနေမှာတော့နေဦးကအလောက်ပါထွက်သွားပြီမို့လေးပြေခင်ဗျာပျော်ရှင်မှုတွေအားလုံးပျောက်ဆုံးသွားခဲ့ရပါရီစာရီဇက်တိုက်ပို့ပြီးဆက်သွယ်ကြည့်ခဲ့မိတာမန်တငယ်ရင်းလိုပဲနေနိုင်မှဆက်သွယ်ပါဆိုတဲ့ပြန်စာကြောင့်ရင်ခွဲနာကြရပြန်ပါရီရင်ကားဆိုရင်ခြေချောင်းစာရိုလေးတွေကိုအိုင်ဒီယာဆန်းဆက်လေးနဲ့ရင်းနိုင်နေပြီမို့အခုချိန်မှာတော့나이အတုပစာလောက်ကိုပဲဝန်နေတဲ့တက်ခန့်နဲ့ရင်းနိုင်ပါရီလွမ်းလွန်းလို့မုန်းတဲ့အထိပ ဖြစ်လာပြီးတော့အရင်ကချစ်ခဲ့တဲ့အကြောင်းအရာလေးတွေကိုပါ အမြင်ကပ်စာပြူလာနေပါပြီ။ ခြေလိုက်ရင်ကြီးကပ်နေတဲ့တွားရီအုံမိုင်းမိုင်းနဲ့စပင်ကီမညီညာတဲ့ခြေတော်နဲ့စကားမပြောခင်မှာနှုတ်ခမ်းကိုရှာရင်းနဲ့ရက်တဲဆိုပြီးပါဖြစ်သွားခဲ့ပါရီအလွမ်းလာကြတာတက်တောင်းတငယ်ရင်းတွေကကာမာလေးတစ်ရှာပေးပြီးမြေပြေကတော့အဲ့ဒီကာမာလေးကိုနှွေဦးကြောင်းနေထိုင်ပြောပြီးတော့ပြန်လှုပ်ပေးလိုက်ပါရီဒီလိုနဲ့လေးရနှစ်ရမြောင်းနေမှာတော့ယထာစီရင်နဲ့နှွေဦးနဲ့ပြန်တွေ့ကြရပါရီစိတ်နာနာနေပဲမသိချင်အောင်ထောင်ပြီးနေပြီးမြေနှွေဦးကတကူတကလာနှုတ်ဆက်ပြီးစကားရီထိုင်ပြောသွားပါရီရွှန်စရာရည်တန်နေလို့တွင်းနေမိရကနေအခုချိန်မှာတော့ပြန်လဲဖုန်းရင်လက်ပြီးတော့အချင်းမီလာပြန်ပါရီနှွေဦးကသူ့အိမ်မှာလုံးမဲ့ပါတီကိုပါဖိတ်လိုက်တာကြောင့်လေးပြေခင်ဗျာအပြော်ကြီးပြောနေခဲ့ရပါရီအစ ားစားရရာပြန်လဲအဆင်ပြေပြီးချင်းထားခဲ့ပြီးမြေပါတီကိုရောက်သွားတော့သူ့အပြင်တခြားလူတွေပါရှိနေပါတယ်။တကယ်တော့နေဦးကသူမပြောထားသလိုပဲလေပြေကိုတာမတ်တကင်းရင်တယောက်လိုသာခင်မင်းတော့တာဖြစ်ပါတယ်။အရင်လိုမဟုတ်တော့ပဲတစိမ့်ဆန်ဆန်ဆက်ဆန်ခံနေရတာကိုကြေကွဲနေတော့မှာပဲ။နေဦးရဲ့လက်ကဆိဆက်လက်စုပ်ကိုမြင်လိုက်ရပါတယ်။စိတ်ကူးရင်ထားသမျှကိစ္စအလုံးရေစုံမျောသွားပြီးကဘာပြတ်သွားပြီးလွတ်တောင်းတင်မှတ်သွားပါတော့ရီ။ အသက်ရှင်ရတဲ့တေးဘယ်ကိုလုံးဝမေ့လျော့သွားပြီးတော့အရက်တောင်ရင်နေပဲပွားကိုဖျက်သန်းမာရီချစ်ချင်းမေတ္တာဆိုတာအလိညာတစ်ခုပဲလို့ခံယူလိုက်ကြကြောင်းကဗျာစာရီပို့နေရတဲ့လောက်ကောင်နေလဲထွက်လိုက်ပါရီချစ်ဆရာမကြီးဖြစ်တဲ့ညီမဖြစ်သူကလည်းအကြံဉာဏ်တွေပေးပြီးတော့မကောင်းတဲ့မှန်ဉာဏ်တွေကိုစဉ်းစားဖို့ပြောပါရီဒီတော့မှလေပြေကလည်းသူတို့နှစ်ယောက်ရှိနေခြင်းကအကြောင်းအရာတွေကိုပြန်လဲတွေ့တော်မူလာပါရီလေပြေကသာချစ်စိတ်ကြောင့်ယာယာကိုပြောစရာကောင်းတယ်လို့ထင်နေပြီးမြင်တကယ်တမ်းမှာတော့အလိုမဟုတ်ပါဘူးလေပြေကသာပြောနေပြီးမြင်အဲ့ဒီချိန်ဒီမှာနေဦးကစိတ်ပြတ်နေတာရီမျက်နှာမကြည်လင်တာရီကပို့ပြီးတော့များနေခဲ့တာပါနေဦးကလေပြေပေါ်မှာစာကလေးကစိတ်ဝင်စားခဲ့ဖို့မရပဲနဲ့သူ့ဘာသာသူ့မှုလေးနဲ့သူနေထိုင်နေ နေကြတာပါ။လေပြင်းကတစ်ဖက်သက်ဆွဲထားနေကြတာဖြစ်ပြီးတော့အနေဦးရဲ့ပျော်ရွှင်မှုကိုမမြင်ရတာအတော်ကြာနေခဲ့ပါပြီ။အခုချိန်မှာလည်းလေပြင်းကသူဝါနာပါရပိတုကပညာကိုလေ့လာရင်းနဲ့မှုအွန်နိုင်မှုစူးစမ်းနေရပါပြီ။ဒီချိန်မှာຫນွေဦးကသူတကယ်ချိရတဲ့သူနဲ့တူတူလက်ထက်လုပ်နေပါပြီ။အဲလိုနဲ့ပဲຫນွေဦးနဲ့တွေ့ပြီးတော့488ရဲ့မြောင်းနေမှာတော့သူကြိုက်ဆုံးနေရာလေးမှာတယောက်တည်းသွားထိုင်ပြီးတော့အတွင်းထဲချေနေပါတော့ရီ။ ဲ့ဒီအချိန်မှာပဲနှွေဦးရောက်လာပြီးသူမားခဲ့တယ်ဆိုတဲ့အကြောင်းလေးကိုလာပြောပြပါရီ။လေပြေပြောပြတဲ့အချစ်တွေရင်ခုန်မှုတွေကနှွေဦးကအခုဆိုရင်နားလည်နိုင်နေပြီဖြစ်ပါရီ။လေပြေနေတုန်းကမချစ်တတ်သေးလို့သာမသိခဲ့တာဖြစ်ပြီးအခုချိန်မှာတော့သူ့လူနဲ့တွေ့ပြီးတော့အချစ်ဆိုတာဘာမှန်းသိသွားခဲ့ပါပြီ။လေပြေဖြစ်ခဲ့တဲ့ခံစားချက်တွေအားလုံးကိုလည်းနှွေဦးကအခုချိန်မှာနားလည်နိုင်နေပြီးတော့အဲ့ဒါကလည်းအခုတယောက်နေမှာဖြစ်ပါရီ။လေပြေကိုနားလည်နိုင်နေပါပြီလို့လာပြောပြီးတော့သူ့ကြောင့်ခံစားခဲ့ရတာတွေအတွက်တောင်းပန်သွားပါရီ။ဒီလိုနေပဲနှွေဦးနဲ့တွေ့ပြီးရန်ကားရမြောက်မှာတော့ပြည်သူ့ကပညာရှင်ဖြစ်အလို့သွားရှောင်ရင်သူနဲ့တူတဲ့ကောင်မလေးတယောက်နဲ့တွေ့ခဲ့ပါရီ။ဒီမျိုးတွေမှာလေပြေရဲ့အကြိုက်ဆုံးနေရာကသူမရဲ့ ကြိုက်ဆုံးနေရာပဲဖြစ်ပြီးတော့လေပြေကိုလည်းအဲ့နေရာမှာပဲမကြာခဏတည်ဖို့ကြောင်းဆိုပါရီလေပြေကလည်းစိတ်ဝင်စားသွားပြီးတော့အင်တာဗျူးပြီးရင်ကော်ဖီတောက်ဖို့ချင်းလိုက်တာကမာလီကလည်းလက်ခံပါရီအဲ့ကမာလီရဲ့နာမည်ကတော့ဆောင်းနေမဲ့ဖြစ်ပြီးနေဦးနဲ့ရက်ပေါင်း900ပြီးမှဇလန်လေးအစ်တစ်တပုတ်ဖြစ်လာခဲ့ပါရီအရန်ချစ်တဲ့ထားမတော်ဘူးဆိုတဲ့ဇကာတွေကိုမယုံကြဖို့နဲ့လူတိုင်းမဲမှုဥဝင်တော့အချစ်တစ်တွေ့နိုင်အကြောင်းကိုချန်ပီနဲ့ဇလန်လေးကိုအဆုံးသတ်လိုက်ပါစီမြောင်းအဆုံးနှိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်